ဥပမာရဲ့နိုဝင်ဘာ28နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြပါမယ်ပထမဆုံးပြောချင်တာတရုတ်ကိုရမ်းစားဖို့ဂျပန်ဝန်ကြီးချုပ်ကိုထွန့်အကြံပေးခဲ့တယ်ဆိုတဲ့သတင်းကိုဂျပန်ကညင်းဆိုလိုက်ပါတယ်ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးတရုတ်ကိုရမ်းသွားမစားဖို့အမေရိကန်သမ္မတထရန်ကဂျပန်ကိုအကြံပေးခဲ့တယ်ဆိုတဲ့သတင်းကိုဂျပန်ဆိုရကညင်းပါတယ်ဆောပိုင်းကအမေရိကန်နဲ့ဂျပန်ဆိုရအရာရှိချို့ဟာထရန်ကဂျပန်ဝန်ကြီးချုပ်ဆာနာရဲ့တကာအချင်းနဲ့ဖုံးပြောချိန်မှာတရုတ်ကိုရမ်းသွားစားတယ်လို့လုံးဝမဟုတ်ဘူးအကြံပေးခဲ့တယ်လို့မီဒီယာတွေကပြောမှုပါတယ် တရုတ်ကသာတကယ်လို့ထိုင်ဝမ်ကိုတိုက်ဂျပန်ကလည်းထိုင်ဝမ်ကိုကူဖို့တက်တယ်စေလွတ်မယ်ဆိုတဲ့ဒါကအချီအမှတ်ချက်စကားကြောင့်တရုတ်နဲ့ဂျပန်ကြားထဲမှာတင်းမာမှုကအမြင့်ဆုံးချိန်ရောက်နေတာပါအခုဒီမဲ့စောပန်ကတရုတ်သမ္မတရှီဟာထရန့်နဲ့ဖုန်းဆက်ရမှာထိုင်ဝမ်ရင်းနဲ့ပတ်သက်လို့အတော်လေးကိုဖိဖိစီစီနီးဥတ်တက်ပြောခဲ့ပါတယ်တရုတ်ကပိုင်းနဲ့နေပြီးဖြစ်သတ်မှတ်ထားတဲ့ထိုင်ဝမ်ကိုတရုတ်လက်အောက်ပြန်သိမ်းမှုဆိုတာဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းကမ္ဘာ့အရေးအခင်းအကျင်းတက်ကိုတည်ဆောက်ရမှာအရေးကြီးတဲ့လိုအပ်ချက်ဖြစ်တယ်လို့ရှီကျင့်ဖင်ကထရန့်ကိုပြောပါတယ် ရှင်းပြပြနဲ့ဖုံးပြပြခြင်းမှာ trigger တန်ကအစ်ချစ်ကိုလည်းဖုံးဆက်ခဲ့တာအမှန်တရားပါဒါပေမဲ့ဘာပြောသွားလဲတော့မသိပါဘူးဒါပေမဲ့ထွက်လာတဲ့သတင်းတွေကထိုင်ဝမ်ကိစ္စကြောင့်တရုတ်ကိုရင်ဆောက်ရမျိုးမလုပ်ဖို့တိုက်တွန်းခဲ့တာဆိုတဲ့သတင်းတွေထွက်လာတာပါဒါကအစ်ချစ်အရင်ကပြောခဲ့တဲ့အရေးပွားစရာမှတ်ချက်ကိုလည်းပြန်ဝင်သိမှုတော့ trigger ဖိအားမပေးခဲ့ဘူးဆိုပါတယ်၂၉ရက်နေ့တရင်းကရှင်းပေါ်မှာဂျပန်ဆိုရကတော့ဒါကအစ်ချစ်ကို trigger တရုတ်ထိုင်ဝမ်ရင်းနဲ့ပတ်သက်ပြီးအကြံပေးစကားတစ်ခုခုပြောခဲ့တာလုံးဝမရှိဘူးလို့ညင်းဆိုသွားပါတယ်ဝါရှိကြနဲ့ကစတဲ့ဖော်ပြခဲ့တဲ့လိုမျိုး တရုတ်ကိုရင်မစားဖို့ဒါကအစ်ချီကိုထွန့်ကကြံပေးတာမျိုးလုံးဝမရှိဘူးလို့ဆိုပါတယ်။ဒါပေမဲ့နောက်ထပ်အသေးစိတ်ကိစ္စတွေပြီးတော့ထုတ်ပြောဖို့ညှိစုံသွားပါတယ်။အင်ဂျင်နီယာနေဆက်သူတွေကတော့ထွန့်နဲ့ဖုံးပြောတုံးကရှီကျစ်ဖင်ဟာဒါကအစ်ချီမချက်ပေါ့တရုတ်ကမကျင်တဲ့အကြောင်းကိုအတော်လေးထဲဝင်ပြောဆိုကန့်ကွက်ခဲ့တာပါ။ဂျပန်အမေရိကန်အရေးပါတဲ့အာရှရှေ့ပိုင်းဒေသမဟာမိတ်ပါ။ဦးနေချုပ်ဒါကအစ်ချီကတော့သူနဲ့ထွန့်နဲ့ဖုံးပြောမှာထွန့်နဲ့ရှီကျစ်ဖင်ပြောခဲ့တဲ့အကြောင်းအရာတွေနဲ့ ဂျပန်အမေရိကဆက်ဆံရေးကိစ္စတွေဆွေးနွေးခဲ့တယ်လို့ပဲရေမောင်ကဆက်ဆံပြောသွားပြီးအနည်းအသေးစိတ်တော့မပြောပါဘူးသူတို့ကတော့မှညံရင်းနေတဲ့မိတ်ဆွေဆက်ဆံရေးမျိုးရှိနေတယ်လို့ခံစားမှုကြောင့်တလက်ထွန်းကပြောခဲ့ပြီးအချိန်မီသူ့ကိုဖုံးဆက်နိုင်ပါတယ်လို့ကန့်လန့်ခဲ့ကြောင်းတကအီချီကစိုးပါတယ်ခန္ဓာရှိခြင်းဖြစ်လို့ဖုံးဆက်မိတာဟာတနိုင်လောက်ကြာတယ်ဆိုပြီးအိမ်ပြီးတော့ပြန်ကြရဲ့အခြေကကောင်းလန်းလိပ္ပကဆိုပါတယ်။ဒါအပြင်နှစ်ဖက်လုံးကထုတ်ပြန်ပြန်ချက်ကအမေရိကန်တရုတ်ဆက်ဆံရေးတိုးတက်မှုကိုပဲအပြန်အလှန်ချီးကျူးနေတာပါ။ ။ဒါနဲ့ထွက်ကလည်းနိုင်ငံဆိုင်ရာလုံခိုင်မှပါလေ။သမောတူညစ်ချက်တွေကိုဆက်လက်ရှင်သန်တိကျစေပါလေလို့မျှတင်တော့ပါလေ။တရုတ်နိုင်ငံမှာဆန်ဟွာသတင်းဌာနကလည်းတရုတ်အမေရိကန်ဆက်ဆံရေးတည်ငြိမ်ပြီးအပြည့်အဝဆောင်တဲ့လမ်းကြောင်းကိုရေပုံရအပြည့်ထိန်းသိမ်းထားပါတယ်လို့ဆိုပါတယ်။တရုတ်နဲ့အမေရိကန်ပြည်တော်စုတနင်္ဂနွေတနင်္ဂနွေကူညီပြီးအောင်မြင်ပြီးတော့အတူတူကြော်ဝချမ်းသာဖို့အတွက်အလားအလာရှိတယ်ဆိုပြီးလည်းရေးပါတယ်။ရုရှားယူကရိန်းရေးကိုလည်းဆွေးနွေးခဲ့တယ်လို့နှစ်ဖက်လုံးဆိုရသိရပါတယ်။ဒါပေမဲ့ ဒီနေရာမှာဆုံးသက်သွားပါလေ။ဒါမှထင်ကသူ့ရဲ့ရေးထားတဲ့ post မှာထိုင်ဝင်ကိစ္စလုံးဝမဖော်ပြပါဘူး။တရုတ်ဘက်ကပြောမှလည်းတရုတ်ရဲ့ပိုင်နယ်ပြည်ကျောင်းမြေတိကျအုပ်ချုပ်ရေးထိုင်ဝင်ကျင်းနဲ့ပတ်သက်ပြီးကြီးကြပ်နေရာပေးထားပါတယ်။တရုတ်လက်ကိုထိုင်ဝင်ပြည်အောင်ရေးဟာစစ်ပီးခစ်နိုင်ငံတကာစနစ်ရဲ့ခွဲထုတ်မြရတဲ့အစိပ်ပိုင်းဖြစ်ကြောင်းတရုတ်သမ္မတကပြောပါလေ။ထိုင်ဝင်ပြည်ထောင်စုဟာတရုတ်တဲ့ဘလောက်ရေးပါလဲဆိုတာအမေရိကန်ကနားလည်ပါတယ်လို့တရုတ်ဘက်ကကြေညာချက်မှာဖော်ပြထားပါတယ်။ ရှင်ဂျင်းမီနထရဖုန်းနဲ့ဆက်သွယ်မှုဟာခေါင်းဆောင်စင်တလမဲရေးကိုကာကွယ်တားဆီးတဲ့ချမရင်းနဲ့တင်းမှမှုမြင့်တက်လာတဲ့အခါရည်ရွယ်ချက်ကိုပြသဖို့အဓိကတုံးချလာတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိဂျပန်ကပါဝင်လာတဲ့ထိုင်ဝမ်အရေးနောက်ပြီးတော့ပြီးတော့မဲ့လူယူဆနေရတဲ့ယူကရိန်းနဲ့ပတ်သက်ပြီးတမတ်ထွက်နေတဲ့တရုတ်တမတ်ရှီကျင်းဖြစ်တဲ့ဖုန်းဆက်သွယ်ဆွေးနွေးဖို့အတွက်လိုအပ်လာတာပါ။ ပြောမယ်ဆိုရင်တော့တရုတ်ရဲ့ယက်တိချက်ကလည်းအရေးကြီးကြည့်ပါတယ်။တမရထရန်အနေနဲ့ထိုင်ဝမ်ရေးကိစ္စကိုလက်ဆောင်ပေးမယ်ဆိုရင်တော့တရုတ်ကယူကရိန်းရေးနဲ့ပတ်သက်ပြီးရုရှားကိုဖြောင်းဖြားနိုင်မယ်ဆိုတဲ့အမြင်မျိုးလည်းဖြစ်လာနိုင်ပါလိမ့်။ Give and take လို့သဘောတရားမျိုးလည်းဖြစ်လာနိုင်ပါလိမ့်။ထရန်ကတော့တွန်းအနေနဲ့အခုဖြစ်နေတဲ့ပလီပကားတွေကို ထပ်ပြီးတော့မကြာရှည်စေချင်ဘူးလို့ပြောပါတယ်။ယူကရိန်းမှာလူများပြားပြေးဆုံးနေတာဒီကိုလည်းကဘာကြီးကတွေ့ကြမှာမဟုတ်တော့ဘူးလို့ဆိုပါတယ် ဒါနဲ့ပတ်သက်ပြီးတော့ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးတရုတ်ကိုဖိအားမပေးဖို့ထရန့်ကနောက်ဆုတ်လိုက်ဖို့ရတယ်လို့လေးလာသူတွေကပြောပါတယ်ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးအမေရိကန်ကမျက်ွယ်ပြုလိုက်ပြီလားဒါကထိုင်ဝမ်အတွက်အစိုးရဆုံးကိစ္စဖြစ်ပါတယ်ဒီလိုအစိုးရဆုံးကိစ္စဖြစ်နေတဲ့အချိန်မှာဂျပန်ကငါရှိပါတယ်ကွာဆိုတဲ့သဘောထားမျိုးနဲ့ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးပါဝင်ရမယ်လို့ပြောလာတဲ့ပုံမှာတော့ထိုင်ဝမ်ကတော့စိတ်သက်သာညသွားပါလိမ့် ဟုတ်တယ်ဗျတရုတ်ကလည်းပြောရမယ်ဆိုရင်တော့အရန်ကရောမလုပ်ရဲပါဘူးအခုတနမရေးကပြဿနာဖြစ်နေပြီမယ်တကယ်တမ်းစစ်တိုက်မယ်ဆိုရင်တော့မလွယ်ကူလှပါဘူးအဓိကအဖြစ်လောလောဆယ်မှာအပြန်အလှန်စစ်တိုက်တယ်ဆိုတာကကုန်တော်ရေးစစ်ပွဲ trade war တွေဖြစ်နေပါတယ် policy war တွေဖြစ်နေပါတယ်နောက်ပြီးတော့ဂျပန်နဲ့တရုတ်အပြန်အလှန်လေကြောင်းကုန်တော်မှုတွေလေကြောင်းခီးသွားလိုက်ရည်လေဖြုတ်ချလိုက်တာအလုံးမြင်ပါလောလောဆယ်ခံနေရတာကတော့ခီးသွားလိုက်ရင်မှတရုတ်ခီးတဲ့တွေမလာတော့တဲ့အတွက် ဂျပန်ရဲ့ခီးသွွားကဏ္ဍကတော်တော်လေးထိခိုက်ပါတယ်။ဒါအပြင်ပညာသင်ကြားရေးနိုင်ငံခြားကျောင်းသားလက်ခံရေးကိစ္စမှာလည်းတရုတ်ကျောင်းသားတွေဂျပန်မှာပညာသွားမသိဘူးဆိုပြီးတော့တရုတ်ကွန်မြူနီအစိုးရကပြောနေတာဖြစ်ပါတယ်။ဒါတွေကဂျပန်ကိုပြောရမယ်ဆိုရင် trade war ရတိုက်ခိုက်မှုပဲဖြစ်ပါတယ်။အမေရိကန်ကတော့တရုတ်သမားရှိခိမင်းကဂျပန်ကိုထိန်းသိမ်းဖို့ပြောထားကြောင်းတော့သိရပါတယ်။နောက်တဲ့ရင်ဘုတ်ပြောကြမှာလဲ။ မလေးရဝါရှင်တန်ဒီစီလိုမျိုးကြီးမှာအမေရိကန်မိမိလုံခြုံရေးတပ်ဖွဲ့ဝင်လူဦးကိုပြစ်ခတ်ခဲ့တဲ့သူဟာ CIA ကလက်သက်မှုထားတဲ့ Zero Unit တပ်ဖွဲ့ဝင်ဟောင်းဖြစ်နေတယ်လို့သိရပါတယ်။အခုတော့ဒီပြစ်ခတ်မှုကိုကျွလွန်ခဲ့တဲ့တရားခဏောင်းចောင်းရဆွေကိုဖော်ထုတ်နိုင်ပါပြီ။တရားခဏအသက်29နှစ်ရွယ်ရှိသူဖြစ်ပြီးသူဟာတာမန်ရဲသားမဟုတ်ပါဘူး။အာဖဂန်နစ္စတန်မှာကမဲဂျစီအင်ကတတဆိတ်ဖွဲ့စည်းလက်ချက်ပေးခဲ့တဲ့နာမည်ကျော် Zero Unit ခေါ်အထူးတပ်ဖွဲ့ရဲ့တပ်ဖွဲ့ဝင်ဟောင်းတူဖြစ်ပါတယ်။ ယောပုစလင်ယာတို့အာဖဂန်စစ်ပွဲကာလကအမေရိကန်နဲ့လက်တွဲပြီးတော့အရန်ချန်တန်တဲ့စစ်စင်ရေးတွေမှာပါဝင်ခဲ့တဲ့အတွက်စိတ်ပိုင်းဆိုင်ရာပြဿနာပြင်းပြထန်ထန်ခံစားနေရသူပါ2021အမေရိကန်တပ်တွေအာဖဂန်ကဆုတ်ခွာချိန်သူပါလိုက်လာပြီးခုလိုအမေရိကန်ပြည်ပေါ်မှာကြမ်းဖက်မှုပြန်လုပ်လာတာဖြစ်ပါလေ။ Zero Unit ဆိုတာအာဖဂန်စစ်ပွဲကာလမှာ CIA ကတရက်ကိုကဲပြီးငွေကြေးထောက်ပံ့ထားတဲ့ထိုးတက်ဖွဲ့ပါ။သူတို့ကပုံမှန်စစ်တပ်လိုမဟုတ်ပဲရဘတ်ဝင်စီးတာပြစ်မှတ်ထားလုပ်ကျင်တာတွေဒီကလုပ်ပါလေ။ အာဖဂန်မှာတော့အမေရိကန်တပ်တွေရဲ့အဓိကအားထားရတဲ့လက်ရဲစက်ရဲ့အရှိဆုံးဖွဲ့တွေပါ။ဒါဟာအမေရိကန်စိုးရတော်တော်တော်လေးမျက်နှာပြက်စရာကိစ္စပါ။ဘာလို့လဲ။ဒီလူကိုစစ်တိုက်တက်အောင်လူတောင်တင်ပေးခဲ့တာအမေရိကန် CIA ကိုယ်တိုင်ဖြစ်နေလို့ပါပဲ။အကြံဘက်သမားတွေကိုနေနေမှုမွေးထားတဲ့ fighter ကခုတော့ American စစ်သည်တွေကိုပြန်ပြီးတော့ပြစ်မှတ်ထားလာပါလေ။စီယိုယူနစ်ရဲ့စစ်စင်ကရမ်းကျမ်းပါတယ်ရဲစက်တက်ရတယ်ညာဘက်စင်းနေတက်ခဲ့ရများတဲ့အတွက် ဒီတက်ဖွဲ့တွေက trauma ရဖို့ရန်လွယ်ပါလေအခုတရားခံကလည်းအဲ့ဒီတော့ကရခဲ့တဲ့စိတ်တရားကြောင့်ခုလိုဖြစ်သွားတာလားဒါမှမဟုတ်တခြားဆိုးရွားစိတ်ဝင်သွားလာလားဆိုတာကတော့အကြီးကျယ်ဆွေးနွေးရမယ့်ကိစ္စတစ်ခုဖြစ်လာပါလေ။ဘာပြော American City နှုတ်ကတော့သိဆုံးသွားပြီဖြစ်ပါလေ။ Donald Trump ကတော့ဒီ impeachment ပြစ်ခတ်မှုနဲ့ပတ်သက်ပြီးလုံးဝခုမပြုတ်ဘူးဆိုပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတင်းတင်းကြပ်ကြပ်စုံစမ်းစစ်ဆေးမှုလုပ်နေပါလေ။နောက်ပြီးတော့အရင် Donald Trump ဟောင်း Joe Biden လက်ထက်က ်ဝင်ခွင့်ပြုခဲ့တဲ့သူတွေအလုံးကိုတင်းတင်းကြပ်ကြပ်ပြန်ဆက်ဆဲပြီးကုန်ပြန်ဖို့မယ်ဆိုပါတယ်အင်ဂျီရိုနာပြခတ်မှုပြီးဘရာအာဖဂန်နိုင်ငံသားတွေပြည်ဝင်ခွင့်ရှောက်ထားမှုနဲ့တမရပါအမေရိကန်ကဆိုင်းငံ့လိုက်ပါတယ်လက်ရှိဒီကိစ္စနဲ့ပတ်သက်ပြီးအာဖဂန်နိုင်ငံသားနိုင်ငံသားတွေလို့သတင်းတွေကလည်းဖော်ပြပါတယ်ဘာမနစခုမှာတော့အမေရိကန်စိုးရရဲ့နိုင်ငံသားနဲ့ရွှေပြောင်းချေချောင်းမှုဆိုင်ရာဌာနက အာဖဂန်နိုင်ငံသားတွေနဲ့ဆက်နွယ်တဲ့ပြည်ဝင်ခွင့်ရှောက်ထားမှုမှန်သမျှဆိုင်းငံ့ဖို့ညွှန်ကြားလိုက်ပါတယ်။ဒီညွှန်ကြားချက်ဟာချက်ချင်းသက်ဝင်စင်မှာဖြစ်ပြီးလုံခြုံရေးဆိုင်ရာပြန်လည်ဆန်းစစ်မှုမပြီးမချင်းကြားနေမှာဖြစ်ပါတယ်။ဒီညွှန်ကြားချက်မထွက်ခင်နိုင်ပိုင်းလိုမှာအမေရိကန်သမ္မတထရန့်ကစစ်သည်မဟုပြစ်ခံရတဲ့ကိစ္စဟာကြံဖက်တိုက်ခိုက်မှုလို့ခေါင်းစဉ်တက်ခဲ့ပြီးဂျိုးဘန်နဲ့လက်ထက်ကဝင်ကြီးတို့ဝင်ခွင့်ပြုထားတဲ့အာဖဂန်သားတွေတယောက်ချင်းစီပြန်စီစစ်ရမယ်ပြောပါတယ်။ ထရန်အမေရိကန်ကိုရွှေ့ပြောင်းချေချတဲ့နိုင်ငံသားတွေနဲ့ပတ်သက်ရင်တင်းမာတဲ့မူဝါဒကျင့်သုံးပါတယ်ဒီပြစ်ခတ်မှုကလည်းသူ့ရဲ့လူဝင်မှုကြီးကြီးမူဝါဒကိုပြင်းပြင်းပြောင်းလဲရေးမှာပါဝင်တက်ရောက်နိုင်ပါတယ်ထရန်ဟာအဖဂန်ကိုငရဲရင်းလို့ဝေဖန်ခဲ့ပြီးဘာနဲ့လက်ထက်ကအဖဂန်ကနေအမေရိကန်ရောက်လာခဲ့သူဒူးချင်းပြန်လဲစစ်ဆေးမယ်ဆိုပါတယ်အမေရိကန်ဒုတိယဂျေဒီဘက်ကလည်းဘိုင်ဒန်ဟာအမေရိကန်ကိုအာဖဂန်နိုင်ငံသားတွေရဲ့တာဝန်ရှိအုံနဲ့ချင်းနဲ့ဝင်လာအောင်လမ်းဖွင့်ပေးခဲ့တယ်လို့ဆွဆွဲတော့ပါတယ် ရွှေပြောင်းချေချသူတွေပေါ်ထရန်ဆိုရာကျင့်သုံးနေတဲ့မူဝါဒကအရန်ခတ်ထန်တယ်လို့တချို့ကဝေဖန်ပေမဲ့ဒီပြစ်ခတ်မှုဟာဝေဖန်သူတွေမားတယ်ဆိုတာသက်သေပြပြီးသားဖြစ်သွားတယ်လို့ JD Bus ကလူမှုကွန်ရက်မှာရှင်းတာထားပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်တယ်ဗျာ။ရုရှားအနေနဲ့ယူကရိန်းကိုလိုက်ရောပေးရမယ်ဘယ်လိုကိစ္စကိုမဆိုလုံးဝလုံးဝမဟုတ်ဘူးလို့ညင်းဆိုလိုက်ပါတယ်။ယူကရိန်းဘက်ကလည်းလက်မြပိုင်းနဲ့သိမ်းခံရမှုကိုလက်မခံနိုင်ဘူးလို့ညင်းဆိုလိုက်ပါတယ်။ဒါလို့ဆိုရင် Trump ရဲ့ ရုရှားယူကရိန်းစစ်ပွဲပြီးစီးဖို့အဆိုပြုချက်28ချက်ကမြောင်းတဲ့ရောက်သွားပြီလားယူကရိန်းချက်တဲဖြည့်ရှင်ဖို့အတွက်အမေရိကန်ရဲ့ကြိုးပမ်းမှုမှန်သမျှရုရှားအနေနဲ့ကြိုးစားကြောင်းပြောပေမဲ့ရုရှားကိုယ်တိုင်ကမိမိရဲ့ပင်ကိုယက်တီချက်ကိုဆွန့်လွတ်မှာမဟုတ်တော့ဘလို့လိုက်ရောမှုမှပြုလို့မှာမဟုတ်ဘူးရုရှားနိုင်ငံဂျာယေဝန်ကြီးဌာနဒုဝန်ကြီးစာဂေးရန်ကော့ကပြောပါလိမ့်စာဂေးရန်ကော့ကပြောရမယ်ဆိုရင်တော့စာဂေးလက်ဘရော့မရှိတဲ့နောက်ပိုင်းမှာတာဝန်ယူနေရတာပါ ။စာဂေးလက်ဘရော့ကတော့လောလောဆယ်စုံစမ်းစစ်ဆေးခံနေရတဲ့ပုံပါ။စာဂေးရက်ကော့ကရုရှားယူကရိန်းရင်းကျေးအစီအစဉ်ဗာရှင်မျိုးဟာစီစဉ်ညနိုင်စဉ်အပေါ်အကြောင်းအရာတွေရှိပေမဲ့ရုရှားဟာအသေးစိတ်အချက်လက်တွေကိုတော့လူသိရှင်ကြားဆွေးနွေးမှာမဟုတ်ဘူးလို့မော်စကိုမှာလုပ်တဲ့သတင်းစာရှင်းပွဲမှာပြောတော့ပါတယ်။ရုရှားစစ်တပ်ကထူးစစ်ဆေးရေးလှုပ်ရှားမှုတွေလှုပ်ဆောင်လျက်ရှိတယ်လို့ပြောပါတယ်။ ထူးစစ်စစ်ရဲဆိုတာရုရှားဘက်ကသုံးလုံးနာပြီးဒီကရောယူကရိန်းကိုကျူးကျော်ဝင်ရောက်တိုက်ခိုက်တဲ့လို့ရပါဒီအချိန်မှာရုရှားဟာလက်ရှိအဓိကကိစ္စရပ်တွေမှာဘယ်လိုလိုက်ရောမှုဒါမှမဟုတ်ယက်တိချက်ကိုမှဆွတ်လွတ်မှာမဟုတ်ဘူးလို့ပြောပါတယ်ရုရှားအမေရိကန်စစ်စစ်ရေးနဲ့ဆိုင်လီမီတာပုံမှန်အသွင်ပြောင်းရေးလုပ်ငန်းစဉ်ဟာကနအုပ်စစ်မှသာ ရှိနေစေဖြစ်ပြီးရုရှားအနေနဲ့နှစ်ဖက်စစ်ဝင်ဆောင်မှုရှိတဲ့ကဏ္ဍအလုံးမှာအမေရိကန်နဲ့ဆွေးနွေးဖို့ဆန္ဒရှိပါတယ်တဲ့ဒါပေမဲ့ဒီဆွေးနွေးမှုဟာဒဏ်လူညီမျှမှုပြန်လည်အကျိုးပြုမှုကိုအခြေခံပြီးတည်ဆောက်ရမယ်ဆိုပါတယ် ယူကရိန်းသမရုံးချန်ပီမုတ်ကိုအလက်ဇန္ဒားဗန်ကလည်းရုရှားယူကရိန်းနိုင်ငံရဲ့စစ်ဆင်ရေးမှုကြောင်းရတဲ့ဆလမီပြောင်းမှာယူကရိန်းဟာရုရှားရဲ့နေမြေတိမ်ပိုက်မှုမှတ်တမ်းများကိုလုံးဝလက်မခံနိုင်ပါဘူးတဲ့။ဒါကြောင့်ယူကရိန်းဟာသူ့ရဲ့အခြေခံဖွဲ့စည်းပုံဥပဒေကိုလည်းဘာပြင်ဆင်မှုမှလုံးဝမဟုတ်ဘူးတဲ့။ဒါဟာယူကရိန်းရဲ့အနေအထားဆင်းရဲဖြစ်တယ်လို့အလေးနက်ထားပြောတော့ပါလိမ့်။နေမြေကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးရမှာအချက်နဲ့ချက်ပေါ်အခြေခံသင့်တယ်လို့ယူဆကြအောင်။ဒါလက်ရှိ စည်ရေးဆက်သွယ်မှုလည်းကြောင့်ဆွေးနွေးမှုအခြေခံဖြစ်ထားရှိတဲ့ကြောင်းနဲ့ဆက်သွယ်မှုဆွေးနွေးမှုတွေကိုခေါင်းဆောင်တွေကြားသာပြုလုပ်တင်ခြင်းဖြစ်ကြောင်းယူကရိန်းမီဒီယာတွေကပြောပါတယ်။ပြောရမယ်ဆိုတော့ယူကရိန်းသမ္မတဇီလန်စကီးကအမေရိကန်အနေနဲ့သူ့ဘာသာစုလုံးနေတာထက်သူအဓိကကာယကံရှင်တွေဖြစ်တဲ့ယူကရိန်းကိုပါပါဝင်စေချင်တယ်လို့ပြောလာတဲ့ပုံပဲဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်တယ်ဗျ။ ဟောင်ကောင်အင်အားကြီးမိလောင်မှုကြောင့်တေဆုံးသူရာဂနန်းနိပါတိမြင့်တက်ခဲ့ပြီဖြစ်ပါတယ်။နိုဝင်ဘာ26ရက်နေ့ပိုင်းကဟောင်ကောင်မြောက်ပိုင်းတိုင်ပိုရပ်ကွက်ကဝမ်ဖတ်ကော့အထက်မြင့်အင်အားမှာစစ်စစ်ဝါမြောက်ကျွမ်းမှုကြီးဖြစ်ခဲ့တာဗျ။32ထက်တိုက်ရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့အင်ညာမှာတိုက်တွေကိုဝညာနဲ့ဆင်ပြီးတော့ပြန်လည်မိုးမက်ဖြစ်စနေလို့မိစလောင်တဲ့အခါပူပြီးမိကကူးဆက်ပဲသွားတာဖြစ်ပါတယ် လုံးဝ28မိနစ်ပိုင်းချင်းနေရအင်အားရဲ့မိကျွန်းနေတဲ့ပိုင်းတွေကလည်းရုံလောင်း64လောင်းရှာဖွေတွေ့ရှိတာပါလေဒါကထိုင်ဟောင်ကောင်မှာနှစ်ပေါင်း60တွေလူအသေးပြောက်များဆုံးမီးပေးတင်ကြီးဖြစ်တော့ပါလေအခုကမီးကတိုက်ကြီးတွေမှာအလုံးစုံညှိတက်ခဲ့ပြီဖြစ်မယ်တချို့ပိုင်းတွေမှာတော့မီးကိုမှုတွေထွက်နေတာမြင်နေရသေးလို့မြို့ကန်တွေကပြောပါတယ်ဟောင်ကောင်ဆွေးအဖွဲ့ကောင်းဆောင်ဂျွန်လီကလုံးဝ28ချင်းနေရပျောက်ဆုံးနေသူ289ရှိပါတယ် ဒါကြောင့်တေဆုံးစင်းဟာဆက်လက်မြင့်တက်နိုင်ကြောင်းဝေခံထားပါတယ်။မိသားတစ်ဘက်တွေကမိလောင်ပြင်ဖြစ်နေတဲ့တိုက်ခန်းတွေကိုတစ်ထပ်ချင်းစီဝေရောက်ရှင်းလျင်ပိတ်မိသူတွေကိုလိုက်ရှာပါတယ်။အနာပိုင်တွေကလက်ရှိမှာမြင်သက်ဖို့ကျေစည်တဲ့ရှောက်ပွဲစီစဉ်တွေကိုအားထက်လုံဆောင်နေပြီးအဲ့ဒီနောက်မှာမိစလောင်တဲ့အကြောင်းရင်းကိုစုံစမ်းသွားမယ်ဆိုပါလိမ့်။လက်ရှိရတဲ့တေဆုံးစင်းမှာမိသားဝင်တဲ့တူပါပါတယ်။စစ်စပေါင်းတွေရဲ့ရေတော့80ကျော်ပါတယ်။အများစုကအပူလောင်တာနဲ့အသက်ရှူမှုကျက်တာတွေကြောင့်တေဆုံးပြီးဆေးရောက်ခဲ့တာပါ။ မြန်မြန်နဲ့ဆိုရမိအောင်အဆောင်တစ်ခုရဲ့ဝဉဏ်ကနေစလောင်းတာပါအဲဒီနောက်တိုက်ရှစ်လုံးတဲ့ကခုနှစ်လုံးကိုပြန့်နှံ့ကူးဆက်သွားပါတယ်အဆောင်တွေရဲ့ဓာတ်လေးကားတစ်လျှောက်အထက်တိုင်းကဗရင်ပေါက်တွေမှာလည်းမီးလောင်လွယ်တဲ့ဓာတ်ပစ္စည်းနဲ့ထည့်သွင်းတိဆောက်ထားလို့အခြေအနေပိုဆိုးခဲ့ပါတယ်ဒါပေမဲ့ရတဲ့ဘက်ကတော့အဆောင်တွေပြန်လဲမုံမဲ့ပစ္စည်းအမှမီးပေးအနေနဲ့ရှော့ချဖို့ဆန်လုံးတွေနဲ့မကိုက်မိတဲ့ဝဉဏ်တွေအသုံးပြုမှုနဲ့သက်ဆိုင်ရာဆောက်လုပ်ကုမ္ပဏီရဲ့အရာရှိတွေကိုဖမ်းထားပါတယ်သူတို့ကလူများပြားသေးဆုံးစဉ်မှုအတွက်တရားစွဲခံရဖို့ရှိနေပါတယ် အိမ်ယာမီလောက်မူကြည့်ပြီးဟောင်ကောင်မှာတော့မီးပြဲလုံးကျော်နဲ့ပတ်သက်လို့ကျမဆန်လုံးတွေတေးကြပြန်ဆန်းစဖို့တောင်းဆိုတဲ့ညံနေပါလေထို့သဖြင့်မီးပြဲကြုံလာခြင်းမှာအိမ်ယာထဲနေထိုင်သူတွေတကြီးဝဲဦးတွေမြေမြဆန်ဆန်ရွှေပြောင်းနေမှာခက်ကြုံတဲ့ပေါ်ဝေဖန်မှုတွေရှိနေပါလေဒီအိမ်ယာကို1980ပြည့်လွန်နှစ်ကလေးကစတင်တည်ဆောက်ခဲ့ပြီးတိုက်ခန်းပေါင်း2000လောက်နဲ့ဖွဲ့စည်းထားတာပါ ဟောင်ကောင်ရဲ့အဂရိတိုက်ဖြိုက်ဌာနကဒီဖြစ်စဉ်ဟာလုံခြုံရေးစံနှုန်းနဲ့မညီညွတ်တာကိုမျက်ကွယ်ပြုဖို့အဂရိလိုက်စားတဲ့ကိစ္စမျိုးရှိခဲ့သလား စုံစမ်းသွားမယ်ဆိုပါတယ်ဟောင်ကောင်ဆိုရကောင်လုံးလီကတော့မိဘတဲ့ပြည်သူတွေအတွက်ဆိုရကဟောင်ကောင်ဒေါ်လာပန်းသုံးလာတနည်းအားဖြင့်အမေရိကန်ဒေါ်လာ39နဲ့ဒီပါလောက်ထောက်ပံ့ပါမယ်ပြောပါလိမ့်တရရဲ့ရှောင်းမီ expand ဂီလီလိုတို့ကုမ္ပဏီကြီးတွေနဲ့အလီဘာဘာကမ္ပဏီတီထောင်သူဂျမားထူတော်နဲ့လူမှုကြိုးပမ်းဖောင်ဒေးရှင်းကလည်းမိဘဒုက္ခသည်တွေကိုဒေါ်လာတန်းနဲ့ချီဝိုင်းဝန်းထောက်ပံ့လှူဒန်းပါမယ်လို့ကြေညာထားပါလိမ့်နောက်တဲ့ရင်ဘုတ်ပြောခြင်းနဲ့ပြ ဘော်တစ်ဒေတာကိုကောက်ွယ်ဖို့ပိုလန်နဲ့ဆွေတင်လို့စည်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးလိုက်ပြီးဖြစ်ပါတယ်။တကယ်လို့ရုရှားကဘော်တစ်ဒေတာမှာစည်ရေးရတစ်ခုခုလောက်လာပြီဆိုရင်ပိုလန်နဲ့ဆွေတင်တို့ဘယ်သူမှလက်ပိုက်ကျင့်နေပဲဝန်ဆောင်မဲ့ပုံမျိုးဖြစ်ပါလေ။ဒီကောက်ွယ်ရေးကွန်မြူနတီပိုလန်ဆွေရချုပ်ပန်းချက်ဒီကစိတ်ပိုင်းဖြစ်တဲ့ဒေါ်လာဘီလီယံပေါင်းများစွာတင်သဘောပြည့်ချက်မှာဆွေတင်နိုင်ငံက sub company ကိုရင်းနှီးသင်းမော30ထောက်ပံ့မှုရည်ချဲခဲ့ပါလေ။ 2020မှာရုရှားကယူကရိန်းကိုဝေရောက်တိုက်ခိုက်ပြီးတော့ရုရှားစစ်ကချင်းချောက်မှုတွေတိုးမြင့်လာချိန်မှာအရာရာကိုတံပြန်မှုပိုလန်ဆိုးရဟာလက်နက်ကန်တပ်တွေအတွက်ရင်းနှီးမြှုပ်နှံမှုတွေတိုးမြင့်နေပါတယ်။ပိုလန်ရဲ့စစ်စီရေးကိုဖိတင်မဲ့အစည်းအဝေးမှာဆွေဒင်နဲ့သဘောတူညီချက်ဟာဘော်တင်မဟာမိတ်ဖွဲ့စည်းခုတည်ထောင်ဖို့ပိုလန်ဆိုးရရဲ့ဂျိုးပန်းချက်ပါသမယိုးကြဥရောပလည်းပဲဆက်ဆံရရုရှားနဲ့ပတ်သက်တဲ့သဘောထားကွဲလွဲမှုတွေနဲ့ဥရောပသမဂ္ဂစီချင်းကမှုတွေကြောင့်ဖိအားပေးခံရပါလိမ့် ဆွေနေစင်ကကလန်ချက်ကို ရွေးချယ်ခဲ့တာဟာပိုလန်ရဲ့သင်းမောတိဆောင်ရေးနဲ့ကာကွယ်လုပ်ငန်းအတွက်အကျယ်ပြန့်ဆုံးကတိကိုလို့ပိုလန်ဒုဝန်ကြီးချုပ်ကပြောပါတယ်။2022ကစပြီးရောက်ချေကန်ဆောင်တွေဟာအများအပြားပြတ်စီခဲ့တဲ့နောက်ဘော်ဒီဒေတာမှာတတိပေးချက်တွေတိုးမြင့်ပေမဲ့အာနာပိုင်တွေကတော့ရွေချက်ရှိရှိလုံဆောင်ကြောင်းတရားဝင်သက်သေထောက်ထားမတွေ့ရတဲ့အတွက်ကြောင့်ခက်ခဲဖြစ်နေပါလိမ့်။ ပဲလဲဂျမ်းမြစ်စပွဲတွေကိုကန်နဖြစ်ရှိမှုစူရင်ရေကိုတင်မိုးတွေကိုဒီဇိုင်းထုတ်ထားပြီးနေတိုးတိုက်ခတ်မှုကိုကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။ရုရှားပြည်တော်မူသောဘော်တစ်ပင်လယ်မှာကာကွယ်ရေးပို့ဆောင်ရမှုတိုးချက်ဖို့ရင်ကားထက်ပိုရေးကြီးလာတယ်လို့ဆွေဒင်ဆိုရကပြောပါတယ်။သဘောတူညီချက်ရပိုလန်နဲ့ဆွေဒင်ကဘော်တစ်ကာကွယ်ရေးမှာပုံမကြီးမားတဲ့တာဝန်ထမ်းဆောင်တာပြတ်သားနေတယ်ဖို့ပိုလန်နိုင်ငံဆိုင်ရာဆွေဒင်တမ်းမကြီးကပြောပါတယ်။ရေကိုတင်မိုးတွေမှာပြည်ထောင်စီကပစ္စည်းကရိယာတွေဖြစ်ပြီးတော့နိုင်ငံ၃နိုင်ငံပေါင်းဟာဘော်တစ်ဒေသမှာအင်အားကြီးတစ်ဖွဲ့တစ်ခု ဖြစ်လာနိုင်မယ်လို့ကျင်းပချက်မှာဖော်ပြထားပါတယ်။ဒီဘီအမ်မနက်ခင်းတန်ခါသတင်းတွေကိုတင်ဆက်ပေးတာပါ။နားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ။